အခုဒီဗီဒီယိုမှာလည်းအတန်ထက်မားတက်တဲ့စကလုံး၅လုံးကိုပြောပြမှာဖြစ်ပါတယ်။ကဲပထမတစ်လုံးကတော့ဒီစကလုံးလေးပါဘယ်လိုအတန်ထက်လဲ How do you pronounce this word? ဒီစကလုံးကိုဘယ်လိုအတန်ထက်မလဲ robbery သူကို robbery လို့ထွက်ရင်မှားလိမ့်မယ် robbery robbery လို့ထွက်ကြပါတယ် stress လို့ခေါ်တဲ့ဖိတံကိုရှေ့မှာထားရတယ် rob rob b r b r y လို့ထွက်ပြလိုက်ပေါ့ okay ဒါကြောင့်မလို့ robbery 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 သူရဲ့အထိပ္ပယ်ကတော့ဓမြမှုလူရမှုဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ် for example the police are investigating the robbery that occurred last night. The police are investigating the robbery that occurred last night. police ရာကရဲကိုပြောတာနော်။သူကရဲတယောက်တည်းကိုမဟုတ်ဘူး။ရဲအများကိုခြုံပြီးပြောတဲ့အတွက်ကြောင့်မလို့သူနောက်မှာ R လို့ထည့်ရတယ်။ဒါပေမဲ့သူ့ကို SD ထည့်ဆရာမလို့နော်။ police ဆိုပြီးတော့နောက်မှာ CE နောက်မှာ S ထည့်ဆရာမလို့ဘူး။သူကအမြဲတမ်းပဲသူကအများဖြစ်နေမှာ Okay. The police are ဆိုတာရဲတွေက investigation ဆိုတာစုံစမ်းစစ်ဆေးနေတယ်။ The robbery တမားမှုသူမဟုတ်လူရက်မှုကိုစုံစမ်းစစ်ဆေးနေတယ်။ That's why ဒီမှာတော့လို့အတိပဲကောက်လို့ရတယ်။ All current ဆိုတာဖြစ်ပွားခဲ့တော့ last night ဆိုတာကပြီးခဲ့တဲ့ညတုန်းကပြီးခဲ့တဲ့ညကသူမဟုတ်မနေ့ညကဖြစ်ပွားခဲ့တဲ့လူရက်မှုကိုဂျဲတွေကစုံစမ်းစစ်ဆေးနေပါတယ်။ โอเคဒါကြောင့်မလို့ဒီစလုံးရဲ့အတန်အတွက်ကတော့ robbery 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 လူရဲမှုတများမှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ consult consult လို့ထပ်ပါတယ် သူကို concert လို့မထွက်ပါဘူး saw ဆိုတဲ့စလုံးနဲ့ပွားတူတယ်ပေါ့နော် con ပြော acid ပဲလို့က saw လို့ထွက်တယ်မလား okay အဲ့ဒီအတန်အတိုင်းပဲပြီးတော့မှနောက်ကသူ့ကိုပိတ်တဲ့အတန်ကတော့ l တဲ့ပါတယ်လို့ထီတန်လည်းပါရတယ် salt salt stress လို့ခေါ်တဲ့ပြီးတန်ကိုသူကဒုတိယနေရာမှာ ထားရတယ် saw မှာထားပေးရတယ်ဆိုတဲ့သဘောပေါ့နော်ဒါကြောင့်မလို့ consult 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 ဆိုပြီးတော့အတန်ထွက်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့တိုင်းပင်အကြံယူရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူရဲ့ example လေးကိုကြည့်အောင် okay for example she consulted a doctor for her back pain she consult မူလစလုံးကတော့ consult past tense ပြောင်းတဲ့အတွက်ကြောင့်ကိုနောက်မှာ ed ပါတယ်ဒါကြောင့်အတန်ထွက်လဲနည်းနည်းပြောင်းသွားတယ် consulted consulted လို့ပြစ်သွားတယ် she consulted a doctor for a back pain သူမကတဲ့ consulted ဆိုတာတိုင်ပင်အကြံယူရဲပေါ့ a doctor ဆရာဝန်စီကနေပြီးတော့ for a back pain back ဆိုတာကကြောကိုပြောတာပေါ့နော် back pain ဆိုတာကြောနာတာခါနာတာသူအထိပ်ပဲပါ သူမကတဲ့ခါနာခြင်းအတွက်ဆရာဝန်နဲ့တိုင်ပင်ပြီးအကြံဉာဏ်တွေယူခဲ့တယ်โอเคဒါကြောင့်မို့ဒီစလုံးလေးရဲ့အတန်အတွက်ကတော့ consult 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 တိုင်ပင်အကြံဉာဏ်ယူရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစကားလုံးလေးပါ how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုတန်ထွက်မလဲသူ့ကိုတန်ထွက်တဲ့အခါမှာ in cycler p dear in cyclopedia in cycler p dear stress လို့ခေါ်တဲ့ပြိမာတန်ကိုသူကဖီးမှထားတယ်ကြောင့်မို့သူဖီးဆိုပြီးမြင်ပြီးမယ်နော်သူက encycler ptr ptr ဆိုပြီးဖိပတ်မယ် okay နောက်တစ်တန်ကသူက cycler ဆိုတဲ့နေရာမှာ cyclo လို့ထွက်လဲရတယ်ဒါကြောင့်မို့ encycler ptr လို့ထွက်လို့ရတယ်လို့ encyclo ptr လို့လည်းထွက်လို့ရပါတယ်ဆွဲဆုံကျန်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ပြီသူရဲ့ example လေးကိုကြည့်ရအောင် for example his knowledge is like an encyclopedia. He knows something about everything. His knowledge is like an encyclopedia. He knows something about everything. I don't know, his knowledge is like sura you dure no know? like so လုံးတစ်လုံးနဲ့ဆိုရင်ဒါကြိုက်တယ်လို့ပြောလို့ရတယ် verb နေနဲ့သူရဲ့ရှိမှာ verb to be နော် is ထဲတဲ့အတွက်ကြောင့်မို့ तू ကကြိုက်တာမဟုတ်တော့ဘူး तू က do တော့ဆိုတဲ့ do တော့ဆိုတဲ့ activity ဖြစ်သွားတယ်ဒါကြောင့်မို့လို့ is like ဆိုတာ do တယ်လို့ပြောတာနော်သူ့ရဲ့သူ့ရဲ့အကြမ်းမြင်ဘုဒ္ဓတာတွေကဘာနဲ့ do လဲဆိုရင် encyclopedia or encyclopedia နဲ့ do ရယ်နော် he knows something about everything နော်သူ့ကိုဘာမှမမီ तू ကုံသိတယ်ဆိုတဲ့အဓိပ္ပာယ်နေပြောတာ okay ဟုတ်ပါပြီဒါကြောင့်ဒီစလုံးလေးရဲ့အတန်အတွက်ကတော့ encyclopedia or encyclopedia ဖြစ်ပါတယ်။ encyclopedia or encyclopedia ဒီစလုံးလေးကိုဘယ်လိုတန်ထွက်မလဲ? How do you pronounce this word? con by nation ဟုတ်လား။ by မဟုတ်ဘူး။ by လို့ထွက်မပေးရဘူးသူကနော်။သူကဘာဆိုတော့တန်နဲ့ထွက်ပေးရတယ်။ဒါကြောင့်မလို့ con by nation stress လို့ခေါ်တဲ့ဖိတံကိုသူကနေမှာထပေးရတယ်နော်ဒါကြောင့်မလို့နေရရှိရဟာလေးကအလိုလိုပဆိုပြီးအတန်လေးကဖော့သွားလဲဒါကြောင့်မလို့သူက combination လို့ထပ်ပါရနော် combination မဟုတ်ဘူး combination 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 လို့ထပ်ပါရနော်အတိပေကတော့သိပါရနော်ဘာလဲဆိုလို့ရှိရင်ပေါင်းစပ်မှုတွေကိုပြောတာเนาะပေါင်းစပ်မှုကူပေါင်းမှုတွေကိုပြောတာပါဟုတ်ပြီ for example the combination of flavors in this dish It's amazing. The combination of flavors in this dish is amazing. ကျွန်တော်ပြောချင်တာက the combination ဆိုတာကပေါင်းစပ်မှုတွေ of flavors. flavors ဆိုတာကအရသာကိုပြောတာ။နော်ဒါကြောင့်မလို့ပြန်ပေါင်းလိုက်မယ်ဆိုရင်အရသာတွေရဲ့ပေါင်းစပ်မှုပေါ့ in this dish the hint ထဲမှာရှိတဲ့အရာတာရဲ့ပေါင်းစပ်မှုပါဆိုရင် is amazing เนาะအရန်ကို amazing ဖြစ်ရပါတယ်လို့ပြောတာ โอเคဒါကြောင့်မလို့ဒီစလုံးလေးရအတန်ထွက်ကတော့ combination 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 ဒီပဲကတော့ပေါင်းစပ်ခြင်းသို့မဟုတ်ပေါင်းစပ်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။โอเคနောက်တစ်လုံးကြည့်အောင် How do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ collocation မဟုတ်ဘူးเนาะ collo လို့မထွက်ပါဘူး call လို့ထွက်ပါတယ် collocation collocation stress လို့ခေါ်တဲ့ဖိတန်ကိုဒီပါ k မှာထားရတယ်เนาะဒါကြောင့်မလို့ collocation location ဆိုပြီးတော့ k ကိုဖိပေးရတယ်ပေါ့ collocation collocation သူရဲ့အထိပယ်ကပါလဲဆိုရင်သူကအတွဲတွေကိုပြောတာเนาะစကလုံးလေးတွေကိုတွဲသုံးရတဲ့အသုံးတွေရှိတယ်နော်သူ့ကိုဓာတ်နဲ့တွဲသုံးမှမှန်တယ်ဓာတ်နဲ့ဆိုမမှန်ဘူးဆိုတာဟာမျိုးပေါ့ဟုတ်ပြီနော်ဥပမာပြပေးမယ် for example make the bed is an example of a collocation. Make the bed is an example of a collocation. Right, make the bed. So let's take a long It's an example. Ubermad of a collocation. A collocation right, is a long Okay, so make the bed. So let's take a long way အရာကိုပြင်ဆင်တယ်ဆိုတဲ့အဓိပ္ပာယ်လို့ဖြစ်တယ်။ make the bed ဆိုပြီးတော့သုံးလို့ရတယ်။သူ့ကိုသွားပြီးတော့ do the bed to keep the bed နောက်သူ့ကိုတခြားစလုံးနေတွေ့တုံလို့မရပါဘူး။ဒီမှာဆိုအရာသိနေအရာကိုပြင်ဆင်တယ်ဆိုရင် make ဆိုတဲ့စကားလုံးနဲ့ the bed ဆိုတာနဲ့တွဲကိုတွဲရမှာ။နောက်ဒါကြောင့်မလို့ကျွန်တော်တို့ကတွဲချက်ထားမဲ့စကားလုံးမျိုးကိုပြောရအောင်နော်။အဲ့လိုစကားလုံးမျိုးကို collocation လို့ခေါ်ပါတယ်။ collocation 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 okay ဒီနေ့ပြောခဲ့တဲ့စကားလုံးလေး၅လုံးကတော့တစ်ကတော့ robbery 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 နေ့ကတော့ consult 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 သုံးကတော့ encyclopedia or encyclopedia encyclopedia or encyclopedia now number 4ကတော့ combination 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 now, so to 5ကတော collocation collocation okay the အားလုံးချုပ်ပြီးတစ်ခုစီပြန်ပြောကြည့်ရအောင် robbery consult encyclopedia combination collocation